တန့်ရွယ်အတော်လေးကြာနေပြီဖြစ်တဲ့လက်သမားဆရာတောင်ဟာသူ့ရဲ့လက်မှုပညာမှာလက်စွမ်းပြနိုင်လောက်အောင်လက်ရမြောက်ပါရယ်သူစားလုပ်ခဲ့တဲ့အိမ်တွေဆိုရင်အဲ့ဒီပါဝင်ခြင်းအနည်းတစ်ပိုက်သာမကနေဆုံးနေဖြားထီတော့ထင်ပေါ်ကြကြလေးရှိတာပါဒါပေမဲ့အခုအသက်ရလာတော့သူ့ရဲ့ဘဝလက်ကျန်အချိန်ကိုအေးချမ်းစွာနေထိုင်မှုစဉ်းစားဆော့ဆလိုက်ပါရယ်ပြီးတော့နောက်တရမနေ့ဆော့ဆော့မှာပဲသူ့ရဲ့တတိအိမ်ကိုရောက်သွားပါရယ်နောက်ပြီးပြောလိုက်ပါရယ်တတိကြီးကျွန်တော်နှစ်ပေါင်းများစွာတတိကြီးရဲ့လက်အောက်မှာတာဝန်ထမ်းဆောင်ခဲ့ပါရယ် ဒါပေမဲ့ရှေ့လျှောက်ကြတဲ့အချိန်လေးမှာဖျားပြလို့ရင်းနဲ့အေးချမ်းစွာနဲ့ဖြတ်တန်းကြမှာရပြ။ကျေးဇူးပြုပြီးတော့ကျွန်တော်ကိုအလုံနာခွင့်ပြုပါတထေးကြီး။တထေးကြီးကလက်သမားဆရာကိုအတော်လေးလေးစားပါရယ်။ဒါနဲ့ပဲစကားအဆုံးမှာတထေးကအတော်လေးစိတ်မကောင်းဖြစ်သွားခဲ့ပါရယ်။ဒါပေမဲ့သူ့အတွက်လက်သမားကိုစိတ်အားမငယ်စေချင်တာတော့အမှန်ပါပဲ။ဒီလိုနဲ့တထေးကြီးကခမည်းကဒီမှာဆိုရင်အာလောက်တမူတာလေးစားထိုက်တဲ့သူပါ။ခမည်းရဲ့နေရာကိုတော့ဘယ်သူမှအစားထိုးဖို့အတွက်မမိနိုင်ပါဘူး။ ဒါပေမဲ့ကျွန်တော်ခင်ဗျားတခုတော့တောင်းဆိုချင်တယ်။ဘာလဲဆိုတော့မသွားခင်လေးမှာခင်ဗျားအလုပ်တခုတော့လုပ်သွားပေးရမယ်။ဘာလုပ်လဲခင်ဗျား။ကျွန်တော်ဖြစ်ချင်တာကခမားကျွန်တော်အတွက်နောက်ဆုံးအနေနဲ့တင်းနောက်အိမ်လေးတစ်လုံးဆောက်ပေးရမယ်။တတိကအိမ်ဆောက်ဖို့လိုအပ်မယ့်ပတ်စံပေးရင်လည်းပြောပါရစေ။လက်သမားကလည်းအလုပ်လုပ်ဖို့သဘောတူသွားပါရစေ။လက်သမားဆရာကနောက်တရမှာပဲအိမ်ဆောက်ဖို့စတင်လိုက်ပါရစေ။ဒါပေမဲ့သူရဲ့စိတ်ထဲမှာတာဟာသူ့အတွက်နောက်ဆုံးအလုပ် ဒါပြီးရင်တော့သူဘာမှထပ်လို့ဆရာမလို့တော့ဘူးဆိုတဲ့အတွင်းနဲ့သူ့ရဲ့လက်တွေနှေးကွေးသွားခဲ့ပါတယ်။အရင်ကဆိုရင်တော့သူ့အမြေတတိဝရိယနဲ့တစ်တေကိုရွေးချယ်ဖျက်ထုတ်လေးရှိပါတယ်။အခုခါမှာတော့အလုတ်ပြီးမြောက်ကြီးအဖြစ်သဘောနဲ့ပဲလောက်ခဲ့ပါတယ်။ဒီလိုနဲ့ပဲတပတ်လောက်ကြာတော့အိမ်ဆောက်ပြီးစီခဲ့ပါတယ်။ပြီးတော့သူကတတိအိမ်ကိုသွားပြီးတော့ပြောလိုက်ပါတယ်။ကျွန်တော်အိမ်ဆောက်ပြီးခဲ့ပါတယ်တထေးခမ ्या အခုဆိုရင်ကျွန်တော်သွားလို့ရပြီလားဗျဟုတ်ပါပြီခမ ्या အမှန်တကယ်သွားနိုင်ပါတယ် ဒါပေမဲ့ခမည်းရဲ့သေးငယ်တဲ့အိမ်စုံကြီးတွေကိုသွားစားမလို့တော့ဘူးနော်။ဘာလို့လဲဆိုတော့ခမည်းဒီတစ်ခါဆောက်ခဲ့တဲ့အိမ်ဟာခမည်းနှစ်ပေါင်းများစွာစ조사အထုံးမှုရဲ့ချီးမြှောက်ခြင်းရလပဲ။ကဲခမည်းမိသားစုတွေနဲ့တူအဲ့ဒီအိမ်လေးမှာအေးချမ်းပျော်ရွှင်စွာနေထိုင်လို့ရပါပြီ။လက်သမားဟာတတိယစကားကြောင့်မင်းတက်သွားခဲ့ပါရဲ့။အိမ်မောင်များစွာသူများတွေအတွက်ငါဆောက်လုပ်ခဲ့တယ်။တကယ်ကိုတတက်လုံးနေထိုင်မဲ့အိမ်ကမှဒီလောက်ပေါ့ပြက်ပြက်ဖြစ်တယ်လို့ဆောက်မိတယ်။အခုဒီအိမ်ကိုလေတခြားအိမ်လေးလိုပဲဆောက်လုပ်ခဲ့ရင်မိစေတို့ မိစေတို့ကိုဘယ်အချိန်ဘယ်အခါဘလိုလီနဲ့ဘလိုမျိုးအလုပ်တွေကမိစေရဲ့ဘဝကိုပြောင်းလဲပေးမယ်ဆိုတာဘယ်သူမှမသိနိုင်ဘူးလေ။ဒါကြောင့်ကိုယ့်ရဲ့ကြိုးစားအထောက်အမှုဟာအမြဲတမ်းမြင့်မြတ်တဲ့အတွေ့အခေါ်ပြေဝတဲ့စိတ်တဘောရနဲ့လုပ်ရမယ်။အဲ့ဒီအလုပ်ဟာကိုယ့်ရဲ့နောက်ဆုံးအလုပ်ဖြစ်ခြင်းဖြစ်ပါစေပေါ့။